ဟာလလုယာဖရေးဒလော့ဝမ်းမြောက်တယ်နော်အွန်လိုင်းကညီကောင်မောင်တို့မတွေနှုတ်ကွက်တော့ခံယူရမှာဖြစ်လို့တိုးပဲဖျားခင်ကျေးဇူးတော်ချီးမွမ်းတယ်အာမင်ဒီခေတ်ဒီကာလမှာဘာအရေးကြီးလဲဆိုတော့ဝိညာဉ်ရေးရမှာစကလုံးတိုင်းကိုမယုံနဲ့စကလုံးလှလာတိတ်ပြောတတ်တယ်အတွင်းထဲမှာကအဲ့စကားမရှိဘူးအတွင်းထဲမှာစန့်ကျင်ဘက်ယုတ်သူ့ရဲ့မူလကစန့်ကျင်ဘက် ဒါပေမဲ့ဇကလုံးကတိတ်လာတယ်ကြမ်းစကားတွေပါထည့်ပြောတတ်တယ်အဲ့ဒါကိုကျွန်တော်ဗာပြောခြင်းလဲလှည့်ပြားမှုပါသောစကားမယုံနဲ့မယုံနဲ့ယုံမိဒုက္ခရောက်မယ်ဒီအကြောင်းလေးကိုဝေငှခဏဆုတောင်းရအောင်အဖာကိုယ်တော်ကိုကျေးဇူးတင်တယ်ကိုတော်ကောင်းမြတ်ပါတယ်ကြီးမြတ်ပါတယ်ကျွန်တော်ရဲ့အသက်တာကိုလမ်းပြတဲ့ဘုရားဖြစ်တယ်တကောကြီးတဲ့ဘုရားလည်းဖြစ်ပါတယ်တာရှင်တော်ဝိညာဉ်တော်ဘုရားကိုတော်မဆပါကိုတော်ကျေးဇူးပြုတော်မူပါ ဖယားရှင်ကိုတော့နှုတ်ကပတ်တော်နဲ့ကိုတော့ကျွန်တော်တို့ရဲ့တက်တာကိုပို့ဆောင်ပါကြီးသောအမှုကိုဖယားရှင်ပြုပါလက်တော်ရဲ့အနန္တရဲ့အဖအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖျာအာမင်အာမင်ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်း ਨੇ အဲ့ဒါကတော့ဘာလဲဆိုတော့သတိလေပေးခြင်း ਨੇ အဲ့ဒါကတော့ဒါဝိတ်နဲ့ပတ်သက်တဲ့အကြောင်းလေးဝင်ငါခြင်းတရက်တော့ဒါဝိတ်ကသိုးကြောင်သားဘဝရှောလူကဘယင် အဲ့ဒီကနေဂေါလိယခေါင်းပြက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိမတွေကချီးမွမ်းနေရှောလူအထောင်တုံးဒါဝိဒ်တောင်းတောင်းအိုးအဲ့ဒီချိန်ကနေစပြီးတော့ဒါဝိဒ်ကို မိမတွေကပိုချီးမွမ်းလို့ရှောလူကမကျေနပ်ဘူးဒါဝိဒ်ကို လိုက်တက်ဖို့လုပ်တယ်အဲ့လိုလိုက်ရင်လိုက်ရင်နဲ့ဖြစ်ချင်တော့ဒါဝိဒ်လည်းတရားအခန်းကြီး22ရောက်လာတဲ့အခါမှာသူ့မှာလည်းစစ်တပ်အင်အားပြန်ရှိသွားတယ်အမှုရောက်တော်သူကြွေးတင်တော်သူစိတ်ညစ်တော်သူတွေ အများကြီးဒါဝိဒ်စီမှာလာစုမိဒါဝိဒ်ရဲ့စစ်တပ်အဲ့ဒီကနေစအဲ့ဒီကနေဒါဝိဒ်မှာလဲစစ်တပ်မှာလူကြီးတယောက်ရှိတယ်သူ့နာမည်ဗိုလ်ချုပ်ယွာဘလို့ခေါ်တယ်ရှောလူဘက်ကတော့အာဘနာဒါဝိဒ်ဘက်ကတော့ယွာဘဒီလိုပဲဒီနှစ်ဖွဲ့သွားရင်လာရင်နဲ့လက်ရှိတရားဝင်ရတော့ရှောလူပေါ့နိုင်ငံရဲ့ဘရင်ကတရက်ကြတော့တရားခန်းကြီး31မှာရှောလူဆိုတဲ့ဘရင်တည်သွားတယ် သေသွားတော့အပနာလည်းဘာလို့ဝမှမသိဘူးသူ့ဘရင်သေပြီအဲ့တော့ဒါဝိတ်ကအင်အားရှိတယ်ဒါဝိတ်ကတခါတည်းအလိုလိုလူတွေရဲ့ထောက်ခံမှုများလာဖယားရှင်ကလည်းရှမွေလာအပြည့်116 73မှာဗိသိက်ပေးထားတယ်ညနှစ်လေးကြတော့ယူရတွေကလာဗိသိက်ပေးတယ်ရှောလူကလည်းသေသွားပြီအဲ့တော့ဒါဝိတ်ကဘရင်ဖြစ်လာတော့မယ်ဒါနဲ့အာပနာကဘာလို့ဝမှမသိဘူးဒါနဲ့ပဲအာပနာဘာလို့လဲဆိုတော့ညအခန်းကြီး3အငယ်16ရောက်တဲ့အခါမှာ အာပနာကဣတရေလလူတွေနဲ့တိုင်မင် လူကြီးတွေနဲ့တိုင်မင်ပြီးမှဘာပဲဖြစ်ဖြစ်ငါတို့လည်းသွားရအောင်ဒါဝိဒ်စီသွားမယ်ဒါဝိဒ်ကဘရင်ဖြစ်တိုက်ပါတယ်ငါတို့လည်းဝန်ခံရအောင်အားလုံးသဘောတူပြီးတော့ဒါဝိဒ်စီလာကြဒါဝိဒ်စီလာတော့ဒါဝိဒ်ကလည်းကြိုးစိုးပါတယ်အော်ကြိုးစိုးပြီးတော့မှသူတို့နဲ့တူတူမိသားရဖွဲ့တယ်စားကြတောက်ကြပြီးလဲပြီးသွားတဲ့အခါကျတော့မှအဲ့ဒီကနေပြန်ထွက်တယ်เนาะပြန်ထွက်သွားရောအာပနာတို့က ပြန်ထွက်တဲ့အခါကြတော့မှယွာဘကရောက်လာတာယွာဘကနော်ဒါဝိတ်နားမှာမရှိဘူးအဲ့ဒီအချိန်မှာအာပနာရောက်တဲ့အချိန်မှာဆိုတော့ယွာဘကဘာပဲပြောပြော အာပနာကိုတော့မကျေနပ်ဘူးလုံးဝမကျေနပ်ဘူးသူကအာပနာကိုတေးထားတယ်တရက်ကြာရင်အာပနာကိုကလစားချေဘာကြောင့်အာပနာကိုကလစားချေခြင်းလဲဆိုတော့ဟိုးတစ်ချိန်လုံးကအာပနာကယွာဘရဲ့ညီအာတဟေလကိုထိုးတက်ဖူးတယ် ။ဒါကြောင့်ယွာဘစိတ်ထဲမှာတေးထားတဲ့ဒီအာပနာတရက်ငါတတ်မယ်။မချေနပ်ဘူး तू လုံးဝမချေနပ်ဘူး။ဒါကြောင့်မ तू အပြက်ရှင်းမယ်။ဟာ तू စဉ်းစားတယ်။အဲ့ဒါ तू လုပ်ပြီ။အဲ့ဒါနဲ့ဟာဘယ်နဲ့ပြန်လာလဲအာပနာမေယောဟာဘလို့ဘလို့ပြန်သွားတယ်မရဘူးချက်ချင်းယွာဘလိုက်ယောဘလိုက်ပြီးတော့အိုးအပနာနားရောက်တဲ့အခါကျတော့အပနာကိုသူလန့်ခေါ်တယ်။နိယာအခန်းကြီး3အငယ်29မှာ အာပနာဒီဟေပြုံမျိုးတို့ရောက်တော့အခါယွာဘဒီအသင့်အတိနှုတ်ဆက်ခြင်းကမြို့တကားအနာတို့ခေါ်ပြီးလေကြည်စမ်းအသင့်အတိနှုတ်ဆက်ခြင်းကမြို့တကားအနာတို့ခေါ်ပြီးလေအာငါညီအာပနာမိတ္တာရဖွဲ့ရအောင်ကြည်နော်ကြည်နော်စကားလှလှပြောပြီးခေါ်တာ စကားလုံးလှလှနဲ့ခေါ်တာ ဓမ္မရေးထားတယ်လေအသင်အစ်နှုတ်ဆက်ခြင်းကအဲ့တော့အပနာအနေနဲ့လေအယွာဘခေါ်တော့ကျင်းတတ်တာပေါ့ဘာလို့လဲဆိုယွာဘနဲ့မတွေ့ခင်ရှေ့မှာဒါဝိနဲ့တွေ့ပြီးပြီလေဒါဝိကယွာဘထဲမြင်နေလေသူ့ဆရာလေဒါဝိနဲ့တော့အစဉ်ပြေပြီးပြီဆိုတော့အခုယွာဘကလိုက်လာတယ်ဆိုတော့အော်တကယ်နှုတ်ဆက်မယ်ထင်တာပေါ့ဒါနဲ့အနာသွားလိုက်ရောသွားလဲသွားလိုက်ကိုကြည့်အောင် အာဗနာဒီဟေဗျုံမျိုးတို့ရောက်တော့အခါယွာဘသည်အသင်းအတင့်နှုတ်ဆက်ခြင်းကမျိုးတကာအနာတို့ခေါ်ပြီးလင်ညီအာတဟေလာတဲ့ဒီအတွက်သူဤဝန်ကိုထိုး၍သူဒီလဲသေဤကြည်စံအနာရောက်မှတခါတဲ့ဓာနဲ့ထိုးပလိုက်တာအာဗနာသေးသွားရောအာဗနာလုံးဝမထင်ဘူးယွာဘဟာသူ့ကိုတတ်လိုက်မဲလို့သူ့လုံးဝမထင်ဘူးပေးသွားရောအဲ့ဒါ ချစ်တော်ညီကောင်မောင်နှမလှဲ့ပြားချင်းပါတော်စကားဆိုတာဒါပဲယွာဘပြောတဲ့စကားထဲမှာလှဲ့ပြားချင်းပါတယ်အသင်တင်နှုတ်ဆက်တာလာမိသဟာယဖွဲ့အောင်ငါညီလာလဲလောက်ထိုးတက်ပလိုက်မိတ်ဆွေအဲ့ဒီနှစ်ယောက်စလုံးဟာယုံကြည်သူ ဖြစ်တယ်မှတ်ထားပါ အဲ့ဒီယွာဘဆိုတာတာမန်လူမဟုတ်ဘူးဝိညာဉ်တဘောရှိတဲ့ဒါဝိနာကလူဝိညာဉ်တဘောရှိတဲ့ခေါင်းဆောင်နားမှာနေလို့ဝိညာဉ်တဘောရှိမယ်လို့မထင်နဲ့နော်ဒါနဲ့ထိုးသက်သွားလိုက်မယ်ချစ်တော်ညီကိုမောင်နှမဒါဝိနာနေလို့ဒါဝိတဘောရသွားတယ်လို့တော့ယွာဘကိုမတွက်နဲ့နော်အာပနာသေးသလိုသေးသွားလိုက်တွဲလားထိုးသက်ပြန်သေးပြီးအာပနာ ဟာဒါဝိဒ်တရင်ကြာရောစိတ်မကောင်းဘူးယွာဘရဲ့နိရက်ဆက်လိုက်တာတစ်ချိန်လုံးကဇက်လန်ထားလိုက်တော့လေအခုငါတို့အားလုံးပြေလဲပြီဘာလို့ဒါမျိုးလောက်ရတာလဲအယံကြေကွဲတဲ့ဒါဝိဒ်ဒါဝိဒ်ပြောပါတယ်အေးအဲ့ဒီအသွေးကငါနဲ့ကင်းပါစေကွာငါအဆွေမျိုးနဲ့လည်းကင်းပါစေ ်ဒါယွာဘလောက်တဲ့ကိစ္စယွာဘနဲ့ယွာဘခေါင်းပေါ်သူ့အမျိုးပေါ်တက်ရောက်ပါစေအဲ့ဒီသူငါတို့နဲ့လွတ်ပါစေဒါပါပဲချစ်တော်ညီကုံမုံနမရဲကြည့်တယ်နော်လှေပြားကြီးနဲ့စကားပြောတတ်တဲ့လူတွေအများကြီးရှိတယ်လောကထဲမှာကျွန်တော်တို့အဲ့ဒါတွေသတိထားတတ်ဖို့လိုတယ်ဒါမျိုးသတိထားတတ်ဖို့လိုတယ်အဲ့လှေပြားကြီးနဲ့စကားပြောတတ်တဲ့လူလဲ သူ့ဘဝလည်းဏိဂုံးချုပ်မလှပါဘူးနောက်ဆုံးကြတော့သူလည်းသူများတက်လို့တည်ရပါတယ်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီးနှစ်ရောက်တဲ့အခါမှာသူလည်းသူများတက်လို့တည်တာပဲယောဘဆိုတာအဘရှလုံနောက်ကိုတော့မလိုက်ပါဘူးဒါပေမဲ့အဒေါနိရနောက်ကိုလိုက်သွားတယ်အဒေါနိရဆိုတာရှောလမုန်ရဲ့ယံဘက်ပဲညီကိုတော့ဟုတ်တယ်ဒါပေမဲ့ယံဘက်ယံဘက်အဒေါနိရနောက်ကိုမတိမတာအသားလေးလစ်သွားတာယောဘ ဟာတရင်ကြပြီရှောလမဟာယွာဘဒီကောင်တစ္ဆာဖောက်တယ်ဘယ်ရောက်နေလဲမေးလိုက်တော့ဘယ်ဟုတ်မလဲယွာဘကလေတဲတော်ရဲ့ရစ်ပလင်ဥဂျုံနာပြေးတာအဲ့ဥဂျုံနာရောက်ရင်ကြိုက်ထားရင်သူများမတတ်ဘူးဗောသူတို့ယူဆကဘယ်ရမလဲရှောလမကမိတယ်ဘယ်မှာလဲယွာဘဟိုးရစ်ပလင်ဥဂျုံကြိုက်ထားပြီဟိုဘက်မှာမရဘူးသွားစမ်းဘေနာရနေသွားတက်အမိတ်ပေးလိုက်တာယွာဘအသက်ခံရတယ်ကြားစားမှာဘလို့မတန်းတင်လဲ ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီးနှစ်အပိုင်ငယ်30နဲ့နှစ်မှာသူဒီမိမိတဲ့တာ၍ဖြောက်မက်ကောင်းမြတ်တော်သူဣတရေလဘိုလ်ချုပ်နေရဤတာအာဗနာနှင့်ယူရဘိုလ်ချုပ်ရေတာဤတာအာမတကိုငါခမဲတော်ဒါဝိမသိပဲတိုက်၍ဓာနှင့်တက်တော်အပြစ်ကိုထာဝရဘုရားသည် သူဤခေါင်းပေါ်သို့တက်ရောက်စေတော်မူမီအေးဒါဝိမသိပဲနဲ့အောက်ကနေတိတ်တိတ်လေးလှုပ်ရှားသွားတဲ့ကိစ္စအ ဒါဝိတ်ရခွင့်မရပဲတတ်တာမတိအောင်တတ်တာနောက်ဆုံးဖခင်ကသူ့ကောင်းပေါ်မှာအဲ့အသွေးကိုတင်လိုက်တယ်သူလည်းအသက်ခံရတယ်ဗျာဒါကြောင့်ချက်တော်ညီကိုမောင်တို့မဒီနေ့ကျွန်တော်နေနေသတိပေးနှိုးဆော်ခြင်းဘဝတတ်တာတဲ့မှာဘာအရေးကြီးလဲဆိုစကားတိုင်းကိုစကားအတိုင်းမယုံရဘူးလှဲ့ပြားခြင်းပါတော့စကားရှိတတ်တယ်အော် तू ကမိတ္တရာဖွဲ့မလို့ခေါ်တာလေ။အော် तू ကငါ့ကိုကြိုဆိုတာလေ။အော် तू ကငါ့ကိုနှုတ်ဆက်တာလေ။ခံသွားရမယ်နော်။ စကားနားထောင်ပြီးသူ့လက်ကိုလည်းကြည်ဘာကင်ထားလဲဟိုမှာဓာတ်နဲ့ထိုးတက်ပလိုက်ပြီးတွေးလာဒါကြောင့်စကလုံးလတိုင်းလဲအတွင်းစိတ်လတယ်လို့မထင်နဲ့နော်ဘာတွေကြံစီနေမှမသိဘူးလူတွေကဒါကိုသဘောပေါက်ဖို့လိုတယ်နောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောခြင်း ਨੇ ရှင်မသက်ခရစ်ဝင်အခန်းကြီး1တရရကြတော့တခင်ယေရှုခရစ်တော်လူစားတီခံတယ်တခင်ယေရှုလူစားတီခံတဲ့အခါကျတော့မာကုပညာရှိတွေကအော်ယေရှုလူစားတီခံပြီဟေးသွားကြိုးတယ် ဘယ်နာမှမသိဒါနဲ့အကြောင်းမျိုးမျိုးကြောင့်ဟေရုမင်းကြီးရှိရောက်ကိုတော်ရဲ့ခရစ်တော်လူစားတိခန့်နဲ့ဘယ်နာလဲယူရပြင်ခရစ်တော်ဘယ်မှာလဲအာဒါနဲ့ဟေရုမင်းရလဲငါလည်းမသိဘူးကျန်တပ်ပုဂ္ဂိုလ်တွေသွားမေးကျန်တပ်ပုဂ္ဂိုလ်တွေကပြောတယ်ယူရပြည်ဘက်လေမှာတဲ့ကျန်းစာမှာဒီလိုရေးတယ်ဟေရုမင်းကစိတ်တော်ပူတယ်ဘာလို့လဲဆိုယူရဘယင်လို့ပြောတော့သူ့ရဲ့ဘယင်ယာဒူကိုဝင်လူမဲ့လူလားပေါ့ ။ဒါကြောင့် तू ကလည်းငငယ်လေးကတပ်ပြစ်ချင်တာသိလား။ဟေတော့ကဒါမဲ့တပ်ပြစ်ချင်တာခဏထားရှာလို့ကိုမတွေ့တာအခု။တနေ့မှာကုပညာရှိတွေကိုဟေတော့ကပြောလိုက်တယ်။နေတော့တွေ့ရင်ငါ့ကိုလည်းပြောစမ်းပါအောင်။ငါလည်းသွားမယ်။သွားပြီးတော့မှသူ့ကိုဖူးတွေ့ပူဇော်ခြင်းနဲ့အဲ့ဒီအကြောင်းကိုမသက်ခန်းကြီးနဲ့အပိုင်ခွနှစ်ရှစ်မှာရေးထားတယ်ဖတ်ပြမယ်ထိုကဟေရုမင်းကြီးသည်မာကုပညာရှိတို့ကိုမထင်မရှားခေါ်၍ ကျေပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မေးမြန်းပြီးမှသင်တို့သွား၍ထိုသူငယ်ကိုစူးစမ်းရှာကြပါတွေ့လျင်ငါထံသို့ပြန်လာ၍ငါလည်းထိုသူငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြာပြောကြပါဟုမှားထားတော်မူလျက်ဗက်လီမျိုးတို့စေလွတ်လေ၏ဟေရုမင်းကမာကုပညာရှိတို့မှာလိုက်ပြီနော်သွားရှာတွေ့ငါ့ကိုပြန်လာပြောငါလည်းမလုပ်မလဲအဲ့ဒီသူငယ်ကိုဖူးတွေ့ပူဇော်မယ် တကယ်ဖူးတွဲမလားတပ်ပြင်းမတပ်ပြင်းမဟုတ်လားတကယ်ဖူးတွဲမမဟုတ်တပ်လိုက်မသူရဲ့ဖူးတွဲပူဇော်မယ်ဆိုတဲ့စကားပါလေလှဲ့ပြတော်စကားဒါပေမဲ့မကုပညာရှိတွေမသိဘူးအာဒါနဲ့တွားရင်အော်သူငယ်ကိုတွဲ့ရောတွေ့တာနဲ့တခါတည်းရောဘန်မူရန်ရွှေစကပူဇော်အာပူဇော်ပြီးတဲ့အခါကျတော့မှအရင်မနော်အလုံးပူဇော်လိုက်ပြီး ပူဇော်ပြီးမှကဲသူတို့မပြန်ငင်လေးမှာသူတို့လာတဲ့လမ်းတိုက်ပြမယ်ဟေရုတ်ကိုတွေ့မယ်တွေ့ရင်ပြောမယ်ပေါ့ဒါပေမဲ့မပြန်ငင်မှာအံ့ဩစရာကောင်းတဲ့မတ်သဲနှစ်ဆက်နှစ်နောက်မှဟေရုတ်မင်းကြီးထံသို့မပြန်ရမိအကြောင်းအိမ်မက်တွင်ဗျာဒိတ်တော်ကိုရာ၍မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏ကြည်ပါ အိမ်မက်မက်တယ်တဲ့ဒီမာကုပညာရှိတွေဟေရုမင်းစီမသွားနဲ့တခြားလမ်းနဲ့ပြန်ဟေရုမင်းစီသွားရင်ဟေရုကသူ့ကိုပြောရမယ်ပြောပြီး तू အတတ်မှာလှည့်ပြားတဲ့စကားဖယားရှင်ကလေမာကုပညာရှိတွေကိုတွေ့လာအချိန်မီတတိပေးတယ်အဲ့လမ်းတိုင်းမပြောင်းနဲ့တခြားလမ်းနဲ့ပြန်ဟေရုစီမွေးနဲ့ကြည်စမ်းသူတို့လှည့်ပြားခံရတာသိလားမသိပါဘူး မသိပါဘူးသို့တော့အိမ်မက်နဲ့ဖရာသူ့ကိုစကားပြောတယ်သူတို့တခြားလမ်းနဲ့ပြန်သွားတယ်ဟေရုလက်ထဲကိုယေရှုမရောက်တော့ဘူးဟာလေလုယာချစ်တော်ညီကိုမောင်နှမနော်အာဗနာလှဲ့ပြားတဲ့စကားကို तू မသိလို့သေသွားတာမာကုပညာရှိတွေလည်းလှဲ့ပြားတဲ့စကားကိုမသိဘူးသို့တော့အိမ်မက်ထဲမှာဖရာရှင်ကဗျာဒိတ်ပေးတယ်ဖွင့်ပြတယ်ဖွင့်ပြတယ်အဲ့ဒီမှာသူတို့တခြားလမ်းနဲ့ပြန်တော့လွတ်သွားတယ် ဆိုဒီနေ့ကျွန်တော်အနေနဲ့ပြောခြင်းတယ်လှဲ့ပြားသော စကားဆိုတာယုံကြည်သူလည်းပြောတတ်တယ်မယုံကြည်သူလည်းပြောတတ်တယ်ဆရာရဲ့သူကယုံကြည်သူဆိုတော့ကျွန်မလည်းယုံမိတာပေါ့ယုံကြည်သူကိုယုံဖို့ကျမ်းစာကမပြောဘူးလူတွေကိုမယုံနဲ့လို့ပဲကျမ်းစာကပြောတာယောယောယုံကြည်သူမဟုတ်ဘူးဒါဝိနာကယုံကြည်သူရွာပါဆိုတာယုံမိတာပေါ့ ကြီးနော်ဒါဝိတ်နာကယုံကြည်သူကိုလည်းမယုံနဲ့ယူဒာရှကာရုဆိုတာယေရှုနာကယေရှုနာကကိုလည်းမယုံနဲ့ဖယားနဲ့ဖယားနှုတ်ကပတ်တော်ကိုပဲယုံလောကမှာလှည့်ပြားခြင်းပါသောစကားသိပြောတတ်ကြတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာလှည့်ပြားခြင်းပါသောစကားတွေကို ပိုင်ချတတ်ဖို့နားလေတတ်ဖို့ဖယားရှင်ထံမှာဆုတောင်းဆက်ကပ်ပါ အမြဲတမ်းဖယားရှင်မျက်မှောက်တော်တွေကိုတိုးပါဖယားရှင်ဘသူစကားကလဲ့ပြားခြင်းပါနေလေကျွန်တော်ကိုဖွင့်ပြပါအာပနာလို့မဖြစ်ဖို့မဆပါမာကုပညာရှိများကဲ့သို့ဖြစ်စေပါအသက်တာကိုစက္ကပ်ယုံမိရင်ဒုက္ခရောက်ဖို့ရှိတယ်အာမင်ဒါကြောင့်အသက်တာစက္ကပ်ခြင်းရှိတဲ့နေရာကမတည့်ရကျွန်တော်တို့အတူတူကစက္ကပ်ရအောင်အိုအဖာနာမတော်ချီးမွမ်းပါတယ်ဒီကနေ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်စကားတိုင်းကမတန့်ရှင်းဘူးဆိုတာဒီနေ့သဘောပေါက် လှည့်ပြားခြင်းပါတဲ့စကားသိပ်များတယ်ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်အဖြစ်နားလည်ရလို့ကျေးဇူးတင်ယုံကြည်သူလဲလှည့်ပြားတတ်တယ်မယုံကြည်သူလဲလှည့်ပြားတတ်တယ်လှည့်ပြားတဲ့စကားကိုယုံမိရင်အာပနာလို့ဒုက္ခရောက်မယ်အဖာဒါကြောင့်ယုံရမလားမယုံရဘူးလားလှည့်ပြားတာလားအမှန်လားကျွန်တော်တို့မဝေခွဲတတ်တာများပါတယ်အဖာကိုတော်ပဲပိုင်ချပြီးနားလည်တော့ကြောင့်ကျွန်တော်တို့ကိုတွန့်တင်ပါဖွင့်ပြပါအာပနာကဲ့သို့မဖြစ်ပါစေနဲ့ မာကုပညာရှိများကဲ့သို့ကျွန်တော်တို့ကိုအချိန်မီကိုတော့ကဲနှုတ်ပါလက်တော်ရဲအနှံ့နဲ့စကားတိုင်းကိုပိုင်းချပြီးနားလေတက်တဲ့ညံပေးပါထိုးထွင်းတဲ့ညံပေးပါအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အေဗန်မိဂါလူကိုနှုတ်ဆက်လိုက်လှည့်ပြသောစကားကိုရှောင်ပါအေဗန် God bless you